အလုံးမမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့သခင်ယေရှုခရစ်ကဖာရီရှဲတွေဂျန်တဲ့ပုဂ္ဂိုလ်တွေကိုဘလို့ပြစ်တင်ဆုံးမခဲ့တယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ ဝိညာဉ်တော်ရဲ့တကူးနဲ့ယေရှုနတ်ဆိုးတွေနင်းထုတ်တာကိုဂျန်တန်နဖာရီရှယ်ရင်းညင်းပယ်မယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကိုစန့်ကျင်ပြောဆိုမိနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါဆိုရင်သူတို့ကဖျားဘက်တော်သားလားစာရန်ရဲ့ဘက်တော်သားလားယေရှုကကောင်းတဲ့အပင်ဆိုရင်ကောင်းတဲ့အသီးပြီးမှာပဲမကောင်းတဲ့အပင်ဆိုရင်တော့မကောင်းတဲ့အသီးပြီးမှာပဲအသီးကိုကြည်လာနဲ့အပင်ကောင်းမကောင်းသိနိုင်တယ်လို့ပြောပါတယ်။ယေရှုသာစာရန်ရဲ့အမှုတော်ကိုစောင့်နေတယ်ဆိုရင်နတ်ဆိုးနင်းထုတ်ခြင်းဖြစ်တဲ့ ကောင်းတဲ့အသည်ဘလို့လို့တီးနိုင်ပါလဲတောင်ပေါ်ဒေသနာမှာယေရှုပြောသလိုပဲအသည်ကောင်းရင်အပင်လည်းကောင်းမယ်အသည်ကောင်းပြီးအပင်မကောင်းတာမျိုးမရှိပါဘူးဒါဆိုရင်ဖာရီရှဲတွေရဲ့အသည်ဖြစ်တဲ့မဟုတ်မမှန်ဆွဆွဲချက်တွေကဘာကိုဖော်ပြနေပါသလဲသူတို့ဟာမကောင်းတဲ့အပင်ဖြစ်မှန်ဖော်ပြနေပါတယ်ဒါကြောင့်ယေရှုကမွေဆိုးအမျိုးတို့ခမည်းတော်ဟာစိုးညစ်သူတွေဖြစ်နေတော့ဘလို့လုတ်ပြီးကောင်းတဲ့စကားပြောနိုင်ပါလဲစိတ်แท้ရှိတာတွေပဲနှုတ်ကနေထွက်တတ်တယ်လို့ပြောလိုက်ပါတယ် ။ဒါကြောင့်ယေရှုကငါပြောမယ်လူတိုင်းကကိုပြောခဲ့သမျှအကျိုးမရှိတဲ့စကားတွေအတွက်တရားစီရင်ရာနေ့မှာ ဖြေရှင်းချက်ပေးရလိမ့်မယ်။ကိုပြောတဲ့စကားကြောင့်ဖြောင်းမတူလို့တတ်မှတ်ခံရမှာဖြစ်တယ်လို့ကိုပြောတဲ့စကားကြောင့်ပဲအပြစ်ရှိသူတို့တတ်မှတ်ခံရလိမ့်မယ်လို့ပြောခဲ့ပါတယ်။အံပွဲအမှုတွေကိုယေရှုလုပ်ပြနေပြီမဲ့ဂျန်တန်နဲ့ဖာရီရှဲတွေကဆရာဆရာပြတဲ့အံပွဲမှုတစ်ခုတော့မြင်ကျင်ပါတယ်လို့တောင်းဆိုကြပါတယ်။ယေရှုကအံပွဲအမှုတွေလုပ်တာကို သူတို့ကိုယ်တိုင်မြင်တာပဲဖြစ်ဖြစ်မမြင်တာပဲဖြစ်ဖြစ်မျက်မြင်သက်သေတွေကတော့အများကြီးပါပဲဒါကြောင့်ယေရှုကဘာသာရေးကောင်းဆောင်တွေကိုစိုးညစ်ဖောက်ပြန်တဲ့လူမျိုးဆက်ကအံ့ဖွယ်မှုကိုမြင်ချင်ကြတယ်။ဒါပေမဲ့ပရောဖက်ယောနာရဲ့အံ့ဖွယ်မှုကလွဲလို့ဘယ်အံ့ဖွယ်မှုကိုမှ သူတို့မြင်ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဒီစကားတွေအတိတ်ပဲကိုယေရှုကအခုလိုပဲရှင်းပြပါတယ်။ယောနာကငါးကြီးဝမ်းထဲမှာ ၃ရက်နေခဲ့ရတယ်လို့လူသားကလည်းမြေကြီးထဲမှာ၃ရက်နေရလိမ့်မယ်။ယောနာကိုငါးကြီးမျိုးချလိုက်ပြီးတဲ့နောက်ပြန်အန်ထုတ်လိုက်ပါတယ်။အဲဒါကတေယာကလည်းအသက်ပြန်ရှင်လာတယ်လို့ပါပဲ။ဒီလိုအနည်းနဲ့ယေရှုကသူတေဆုံးမယ်။၃ရက်မြောက်တဲ့နေ့မှာအသက်ပြန်ရှင်လာမယ်ဆိုတာကိုကြိုတင်ပြောခဲ့ပါတယ်။နောက်ပိုင်းမှာအဲ့ဒီအတိုင်းဖြစ်လာတဲ့အခါဘာသာရေးကောင်းဆောင်တွေကယောနာရဲ့အံ့ဖွယ်မှုကိုညှင်းပယ်ခဲ့ကြပါတယ်။နောင်တမယူမပြောင်းလဲခဲ့ကြပါဘူး။ ဒါပေမဲ့နိရဝေမျိုးသားတွေကတော့သူတို့ကိုယောနာဟောပြောတဲ့အခါနောင်တရခဲ့ကြပါတယ်။ဒါကြောင့်သူတို့ကဒီလူမျိုးဆက်ကိုပြစ်တင်ရှုံချနိုင်မယ်။ရှေဘဘရင်မလည်းသူ့ပုံတက်တီအဖင်ဒီလူမျိုးဆက်ကိုပြစ်တင်ရှုံချမယ်လို့ယေရှုပြောပါတယ်။ဘရင်မဟာရှောလမုန်ရဲ့ပညာရှိစကားတွေကိုကြားချင်းစိတ်ပြင်းပြပြီးကြားတဲ့အခါတိတ်အံ့ဩခဲ့တယ်။အခုဒီနေရာမှာရှောလမုန်ထက်ပိုကြီးမြတ်တဲ့သူရှိနေတယ်လို့ယေရှုကပြောပါတယ်။ ဆိုညစ်တဲ့ဒီလူမျိုးဆက်ရဲ့အခြေအနေကိုလူတယောက်စီကနေနတ်ဆိုးတကောင်ထွက်သွားတဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြခဲ့ပါတယ်။လူကကောင်းတဲ့အရာတွေပြန်မဖြည့်ထားတဲ့အတွက်နတ်ဆိုးကသူ့ထက်ပိုကောင်းတဲ့နတ်ဆိုးခုနှစ်ကောင်ကိုခေါ်လာပြီးဝင်နေပါတယ်။ဣသရေလလူမျိုးတွေလည်းတန့်စင်ခံရပြုပြင်တက်မဲ့ခံရတယ်။အဲဒီအခြေအနေကအဲဒီလူစီကနေနတ်ဆိုးတကောင်ထွက်သွားတာနဲ့တူပါတယ်။ဒါပေမဲ့ဣသရေလလူတွေကဘုရားရဲ့ property ကိုလက်မခံကြပါဘူး။ အစိုးဆုံးကတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ရရှိထားသူယေရှုကိုညှင်းပယ်တာပါပဲအဲဒါကသူတို့ရဲ့အခြေအနေဟာအစတုန်းကထက်ပိုဆိုးနေပြီဆိုတာကိုပြနေပါတယ်ယေရှုစကားပြောနေတော့မိခင်နဲ့ညီတွေရှောက်လာပြီးအပြစ်မှာရက်ဆောင်နေကြပါတယ်ဒါနဲ့အနားမှာထိုင်နေတဲ့သူတချို့ကကိုရောရဲ့အမိနဲ့ညီတွေကတွေ့ချင်တော့အပြစ်မှာရက်ဆောင်နေတယ်လို့ပြောတော့ယေရှုကတပည့်တွေနဲ့သူဘလောက်ယဉ်နီးရယ်ဆိုတာကိုသက်သေပြပါတယ်ဘုရားသခင်ရဲ့တရားစကားကိုကြားလာပြီးလက်တွေ့ကျင့်တဲ့ဟောရီလူတွေဟာ ျွန်တော်အမေကျွန်တော်ညီကိုတွေပါပဲလို့ပြောလိုက်ပါတယ်ဒီနေ့အဖြစ်သူနဲ့ဆွေမျိုးတွေကြားမှာရှိတဲ့ရင်းနှီးမှုနှောင်ကြိုးထက်သူနဲ့တပည့်တွေကြားမှာရှိတဲ့ရင်းနှီးမှုနှောင်ကြိုးကပိုပြီးခိုင်မာတယ်ဆိုတာကိုပြလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးအထိနားထောင်ပြတဲ့အတွက်ဂျေဇူးတင်ပါတယ်ခင်ဗျာ